Halloween မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့မုတ်သွားစားပါတော့เนาะတကယ်ချင်းတော့ကျွန်တော်နဲ့တူတူလိုက်ပြီးတော့ချစ်ခဲ့ပြီ တင်ရခုကတော့ကျွန်တော်ရဲ့ social profile ဆိုင်လေးကိုရောက်ပါပြီရှင်ဒီနေရာမှာ suggest လုပ်ချင်တာကပေါ့နော် booking တင်ပြီးသွားဖို့အကြံပြုချင်ပါတယ်အာလူရှုပ်တဲ့အပတ်တည်းဆိုရင် booking တင်ပြီးသွားရင်တော့ကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် သူစီမာကပေါ့နော် class နှစ်မျိုးရှိရယ် standard package နဲ့ premium package ဆိုပြီးနှစ်မျိုးရှိပါတယ် premium package မှာကအမျိုးပေါင်း60ကျော်အပြင်မှာလာရှန်ကောမလာမောက်ချိုင်းနေပေါ့နော် sashimi တွေပိုင်အကုန်ရရယ်ပေါ့နော်အဲဒါပေမဲ့ standard package မှာလည်းအမျိုး60ကျော်ရရယ်ပေါ့နော်ဒီအမျိုး60ကျော်က2900နဲ့ premium package ဈေးလေးကတော့7900ကျရယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စားခဲ့တာလေးကတော့ standard package ပဲဖြစ်ပါတယ် standard package မှာကိုတော်တော်ပြည့်စုံနေရှင်း ဒါကတော့ညမဟိုဝါဒီယာဆိုပြီးတော့လက်ညိုးထိုးပြီးတော့မာနေတာပေါ့နော်ဒါတစ်ခုဟိုဝါတစ်ခုပေါ့အဲ့မှာဆိုရင်ညမကတော့ညမအကြံပေးစင်တာကတော့ညမကြိုက်ခဲ့တဲ့ဟာလေးပေါ့နော် mango gongan တို့ avocado gongan တို့ black chicken gri တို့ black chicken gongan တို့ပြီးတော့ရင်းနှီးထမင်းလိမ့်လေးဆိုရင်ညမတော်တော်စားခဲ့ရတာအဆင်ပြေပေါ့နော်အဲ့ထက်မှညမအာဟိုကစုံကျော်လေးလည်းအဆင်ပြေရရှင်ကစုံကျော်လေးဆိုရင်ပေါ့နော်အပြင်းသားလေးက ကျွရွာပြီးတော့ထဲထဲမှာနူးနူးညံ့ညံ့လေးတော်တော်စားခဲ့ရတာအဆင်ပြေတဲ့ထဲမှာပါရယ်ပေါ့နော်အဲ့ဒါလေးတွေဆိုရင် mass b အနေနဲ့စားခဲ့ကြဖို့ကျွန်တော်အကြံပေးရယ်ပေါ့နော်ကျွန်တော် miso soup အလေးအနေနဲ့ seaweed soup လေးလည်းမာခဲ့ပေါ့နော် seaweed soup လေးဆိုရင်တော့လုံးဝတောက်ရတာအဆင်ပြေ e lemon ကိုအရင်ချိုချိုရဲရဲလေးဖြစ်မနေဘူးလေသူ့ကိုတောက်ရတာပေါ့ပေါ့ပါပါလေးနဲ့တောက်ရတာလည်းအဆင်ပြေရယ် ောက်ထပ်မီဆိုစုအနေနဲ့ကတော့မီဆိုရမန်ဆိုတဲ့ဟာလီမာခဲ့ပေါ့နော်အဲ့ထက်မှာပါတဲ့ဝတာပြလေးဆိုတကယ်ကို soft ဖြစ်တယ်ပေါ့နော်တကယ်စားရတာလဲအီးဆက်နေရပဲတအားအဆင်ပြေတယ်။ဒါရောကျွန်တော် menu လေးကိုတစ်ချက်မြင်မြင်ရိုက်ပြလိုက်တာပေါ့နော်စားရမှာမလို့ပြောနေတာပါ သူ့ရဲ့ဆိုင်ငန်းလေးကဂျင်းမင်မဲလေးသူတို့ပြင်ထားတဲ့ decoration လေးတွေကတကယ်လှတယ်ပေါ့နော်ဒါဆော့ဆော့ညီမပြောတဲ့ miso ramen ထဲမှာပါတဲ့ဝါတာပြားလေးတွေပေါ့နော်တကယ်နူးညံ့ပြီးတော့တကယ်ကို ee soft ဖြစ်တယ်ပေါ့နော်စားလို့ကောင်းတယ်ဒီ ramen လေးကတော့နည်းနည်းချိုတယ်ရှင်အဲ့ဒီမှာကျွန်မ share စားနေပါပြီဒီနေ့ကတော့ rice sushi ကနေစားပြီးတော့ပြန်လာပြီပေါ့နော်ပြန်လာပြီဆိုတော့ပါဆက်ဆောင်ရမယ်ဆက်ဆောင်လေးဆိုတော့နန်းစင်ကပြင်မနာ ဟိုပြင်မနာကပကနန်းစိန်ကကော်ဖီတော့တောက်မယ်ကျွန်တော်နဲ့တူတူလိုက်ခဲ့ပြီးကြပါအောင်နော်โอเค let's go ကဲခုကတော့ပြင်မနာတောင်ညိုလမ်းမပေါ်မှာရှိတဲ့နန်းစိန်ကော်ဖီနဲ့ကိမုံဆိုင်ကိုရောက်ရှိလို့လာပါပြီ ကဲခုဆိုရင်တော့ဆိုင်ကန်လာလာတွေထဲမှာ ice cappuccino နဲ့ ice latte တစ်ခွက်စီမှာတောက်ပြီးရောအိမ်ပြန်ပါတော့မယ် See you in the next vlog.